မြန်မာနိုင်ငံတော်အသက်18နှစ်ကနေအသက်24နှစ်အတွင်းမှာရှိတဲ့လူငယ်85ရခိုင်နှုန်း9တန်းကျော်ကပညာသင်ကြားဖို့အတွက်ကြောင်းတာမှမဟုတ်သင်တန်းတက်ရောက်ခြင်းမရှိဘူးလို့ UNDP မြန်မာရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။အထူးသဖြင့်ကျေးလက်ဒေတာများမှရှိတဲ့လူငယ်တွေကပညာသင်ကြားခွင့်အခက်အခဲပုံမကြုံတွေ့နေရပြီးတနင်းတာရီချင်းကရင်နဲ့စကိုင်းတိုင်းတို့မှာကျောင်းထွက်လို့အမြင့်ဆုံးဖြစ်တယ်လို့ဆိုထားပါတယ်။ ီးခဲ့တဲ့2025ခုနှစ်စွန်လ6ရက်နေ့မနက်9နိုင်ခွဲဝန်းကျင်အချိန်မှာစစ်တပ်နဲ့ပြန်လို့တို့ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်ဖေခုံရဲ့အရှိဖေကမ်းမှာရှိတဲ့နန်ပေါ်လုံကြီးရွာအတွင်ကျရောက်ခဲ့ပြီးအသက်16နှစ်အရွယ်ကျောင်းသားတူတည်ဆုံခဲ့ရပါတယ်။အမျိုးသမီးလူငယ်များကလည်းပညာသင်ကြားခွင့်အခက်အခဲတွေကိုပုံမကျုံတွေ့နေရပြီးပညာရေးကနေသင့်အလောက်အကန့်ဖွင့်လှစ်ရှာဖွေမှုတို့ကိုလည်းနေပါလာတယ်လို့ထောက်ပြထားပါတယ်။ UNDP ရဲ့စစ်တမ်းများအရလူငယ်များပင်ညာတင်ကြားခွင့်နှေးပါလာခြင်းကစီးပွားရေးလိုအပ်ချက်များရှိနေခြင်းလုံခြုံမှုမရှိခြင်းနဲ့ဒိဒအလိုက်ပနစ်ပခများစစ်ပွဲများကြောင်းလို့ဆိုထားပါတယ်။အဲ့ဒီလိုပင်ညာတင်ကြားခွင့်နှေးပါလာခြင်းကလူငယ်တွေအတွေ့အခွင့်အလမ်းတွေဆုပ်ယုပ်ဆွေးနွေးတယ်လို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းနောက်နေစေနိုင်တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံတွင်လူငယ်၄ပုံတပုံကလည်း အလုံးလက်မဲ့ဖြစ်နေကြပြီးအထူးသဖြင့်ဂရနီပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာရှိတဲ့လူငယ်တဝက်ကျော်ကအလုံးလက်မဲ့ဖြစ်နေကြတယ်လို့ UNDP မြန်မာကဆိုထားပါတယ်ရှင်။